ယူကရိန်းသို့ကုညီမိနိုင်ငံများညှို့ပေါင်းအဖွဲ့နိုင်ငံ20ကျော်ပါဝင်ဖွဲ့ရှင်ယူကရိန်းကိုကုညီဖို့ဆန္ဒရှိတဲ့ညှို့ပေါင်းအဖွဲ့မှာနိုင်ငံပေါင်း20ကျော်ပါဝင်ဖို့စိတ်ဝင်စားနေကြောင်းပြည်ထောင်တာဝန်ရှိသူတွေကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ဥရောပနဲ့တနတ်သဟာယနိုင်ငံအများစုပါဝင်တဲ့နိုင်ငံအများစုဟာတပ်ဖွဲ့ဝင်တွေစေလွှတ်နိုင်ခြင်းမရှိသေးပေမဲ့ယူကရိန်းအရေးနဲ့ပတ်သက်ပြီးအခြားပါဘုံမှုတွေလှုံ့ဆော်ဖို့ရည်ရွယ်နေပါတယ်။ ပြည်တိုင်နဲ့ပြင်သစ်တို့ဥဆောင်တဲ့အဲ့ဒီအစီအစဉ်ကိုပြည်တိုင်ဝန်ကြီးချုပ်စတာမကဥရောပခေါင်းဆောင်ဆက်ရှိအောင်တဲ့အတူအခုသတင်းဘက်ကကအစည်းအဝေးလုပ်ပြီးခဲ့တဲ့နောက်ကြီးညာခဲ့တာဖြစ်ပါတယ်။ဒါဟာရုရှားနဲ့စစ်ပွဲမှာနေတိုးအဖွဲ့ဝင်နိုင်ငံတွေရင်တရားဝင်ပါဝင်ပတ်သက်မှုဖြစ်တာကြောင့်လက်သက်မခံဘူးလို့ရုရှားနိုင်ငံခြားရေးဝန်ကြီးစာကေလက်ပရော့ကပြောပါတယ်။အမေရိကန်ဟာယူကရိန်းကိုဆေးရဲအကူအညီတွေနဲ့ထောက်လှမ်းရေးအချက်အလက်မျှဝေမှုတွေကိုခိတ္တဆိုင်ငံလိုက်ပြီး တမရဆီလမ်စကီကိုစစ်ဆန်ညှိနှိုင်းရေးစပွဲဝါရောက်ဖို့ဖိအားပေးနေပြီးယူကရိန်းဟာလည်းအမေရိကန်နဲ့စစ်ဆန်ရေးပြန်လည်တည်ဆောက်ဖို့အကြိုးပမ်းနေချိန်မှာယူကရိန်းအရေးကူညီလိုသူနိုင်ငံများညှို့ပေါင်းဖွဲ့ဖို့စီစဉ်လာတာဖြစ်ပါတယ်အမေရိကန်တမရကကြားပွဲစားလုပ်နေတဲ့ယူကရိန်းရုရှားသဘောတူညီချက်တရအတွက်အောက်ဆိုင်နေတာဟာအမားကြီးဖြစ်လိုက်မယ်လို့ပြည်တိုင်ဝန်ကြီးချုပ်ကီယာစတာမာကဆိုပါနေ။ဒီအတော်အတွင်း ယူကရိန်းရဲ့စွမ်းအင်အခြေခံအစအုံတွေကိုရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကလေး၃ရာအပအဝင်လူ၁၈ရောက်ဒဏ်ရာရခဲ့တယ်လို့ယူကရိန်းအနာပိုင်တွေကပြောပါတယ်တိုက်ခိုက်မှုကြောင့်အနီချင်းပိုလန်ဟာတပ်လေရင်တွေပြန်တက်ကဲလှည့်ပြီးမြေပြင်အခြေဆိုင်လေကြောင်းရန်ကာကွယ်ရေးစနစ်အသိပြင်ခဲ့ရတယ်လို့တာဝန်ရှိသူတွေကပြောကြားထားပါတယ် မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။